ဇလန်းစမှာဗြိတိရှလူမျိုးတွေကအိန္ဒိယနိုင်ငံကကြေးရွာတရွာမှာရှိတဲ့ရွှေတွေကိုတူးဖို့အတွက်ဆွေးနွေးတိုင်ပင်နေကြတာပေါ့အဲ့ဒီရွာထဲမှာတော့တန်ကလန်တို့မိသားစုဟာလေထဲသွားဖို့ပြင်ဆင်နေရင်သူမိမကမြေရှင်လုံးမိတ်ဝတ်တဲ့အထက်တန်းအင်ဂျီတွေလိုတထဲဝယ်ပေးရင်ကလေးတယောက်မွေးပေးမယ်လို့စားနောက်နေကြတာပေါ့သူကကလေး၃ယောက်အဖေဖြစ်တာပေါ့တန်ကလန်ဟာလေယာဉ်မြေတွေကိုရိုးရိုးသားသားနဲ့လောက်ကင်နေသူတူပါ ရရောက်တော့တန်ကလန်ရဲ့ခလေးတွေကသူ့အဖေကိုပုံပြင်ပြောပြခိုင်းတဲ့အခါမှာတော့တန်ကလန်ကတချိန်ကသူ့ဘိုးဘေးတွေရွှေစာခဲတဲ့ပုံပြင်တပုတ်ကိုအရေကြီးပြောပြနေတာပေါ့ပုံပြင်မှာတော့ဇန်ကလန်ဆိုတဲ့ဘရင်ဟာတန်ကလန်တို့ရှာထားတဲ့ရွှေတွေကိုအပိုင်စည်းလို့ချင်းလို့ရွှေတွေကိုတောင်းနေတာပါအဲ့ဒီမှာဇန်ကလန်ရဲ့တပည့်တစ်ယောက်ကထောင်းနေရတဲ့နေရာကို တွေ့ရှိသွားပြီအဲ့ဒီဂုံးမြင့်မှာတော့ရွှေတွေအပြည့်နေပါဒီတော့ဇန်ကလန်တို့ဟာ ရေပေါ်မှာရွှေမရှာတော့ပဲဂုံးမမှာရွှေရှာဖို့အတူအဆုံဖြတ်လိုက်ကြတယ်အမှန်တော့ဂုံးမကရွှေတွေကမော်ဆီယာမအာရတီပိုင်တာဖြစ်ပြီးတော့လာယူတဲ့မန်သမ ्या ကိုတက်ပြစ်มาပဲဖြစ်ပါတယ်အာရတီဆိုတာဒကာမျိုးတွေကလာတဲ့တောအုပ်ခေါင်းဆောင်လို့ခေါ်ပါတယ်ဇန်ကုလန်တယောက်ဒီမျိုးတွေအားလုံးကပိုင်တာဆိုပြီးတော့အာရတီကိုဖီးဆန်ပြီးတော့မှဒီရွှေတွေကိုယူဖို့စ조사ကြတာပေါ့ရွှေတွေကိုယူဖို့조사ရဲ့သူ့သပည့်တွေအကုန်လုံး၅ဘာမဟုတ်ကြတာပေါ့ဒီလိုနဲ့ ဇန်ကိုလန်ကဘင်္ဂလန်ကိုအပေးယူလောက်လိုက်တယ်။ငါကတော့ရွှေလိုတယ်။မင်းကတော့မြေလိုတယ်။ဒါကြောင့်မင်းရွှေတွေကိုယူပေးရင်မင်းမြေတွေကိုပြန်ပေးမယ်ဆိုပြီးပြောတော့ဒန်ဂလန်ကလည်းလက်ခံလိုက်ပါရဲ့ဒန်ဂလန်တရားကိုမြေလိုချင်တဲ့ဇောနဲ့အပီးအပြင်ဂျုံလိုက်တာရွှေတွေရှိတဲ့နေရာကိုရောက်ရှိသွားပါရဲ့ကံမကောင်းစွာနဲ့ပဲရွှေတွေကသဲတွေဖြစ်နေခဲ့တာပေါ့ဒါကတော့မော်ဆီယာမအာရတီရဲ့လက်ချက်ပဲဖြစ်ပါရဲ့ဆန်ဂိုလာဟာစိတ်ဆိုးဒေါသထွက်သွားပြီးရုတ်တရက်ခေါင်းကိုဖျက်ပြစ်လိုက်ပါရဲ့ အဲ့ဒီအချိန်ကစပြီးတော့တိုက်ပွဲအကြီးကြီးကစတော့တာပေါ့အာရတိလည်းဒါကိုမြင်တော့စိတ်ဆိုးသွားပြီးအားလုံးကိုတပ်ပြလိုက်ပါရယ်အာရတိသေးပြီးတဲ့နောက်မှာတော့အာရတိရဲ့သွေးတွေဟာရွှေအဖြစ်သို့ပြောင်းလဲသွားကြပြီးဇဂုံလန်ကတော့ဒါတွေကိုယူပြီးတော့ပြန်သွားကြတာပေါ့ဒါကတော့ပုံမြင်တဲ့ပုတ်ပါဇဂုံလန်ကသူ့ခလေးတွေကိုပြောပြနေတာပေါ့ပြောပြနေတာမကြခင်မှာပဲသူ့ရဲ့လက်ခွက်မှာ မီးစလီတစ်စက်ကရောက်ရှိလာပြီးလဲတလဲလုံးမီးတွေလောင်ကျွမ်းသွားပါတယ်ဒီမီးလောင်မှုကြောင့်ရွာလူကြီးရောက်လာပြီးတော့တန်ကလန်နဲ့အတူဘီဘူရွာသားတွေကလေသမားပိုင်မြင်နှကွဗီရိရှတွေကိုအခုံပေးဆောင်ရမှာပဲဖြစ်ပါတယ်ဒေါနီသားမကဇန်ကလန်နဲ့သူ့ခလေးရိကလည်းဂျုံအဖြစ်အလုံးလို့ရမှာပဲဖြစ်ပါတယ်ကိုလေကိုကိုပေးရတယ်ကိုလေဘောမှာပဲကိုဂျုံပြန်လောက်ရတယ်ဆိုတာမျိုးပေါ့ဒီလိုနဲ့ကိုလေဘောမှာကိုဂျုံလုံနေကြရင်မစ္စတာကလာမန်လို့ခေါ်တဲ့ အင်္ဂလိပ်အစိုးရရဲ့ညွန်ကြားချက်နဲ့ရွှေတွေကိုရှာပေးဖို့လာကမ်းလာတာပေါ့တယောက်မှတော့မနေပါဘူးအကုန်ထွက်ပြေးကုန်ကြတယ်တန်ကနန်ကတော့ထွက်ပြေးတဲ့အထဲမပါပါဘူးအင်္ဂလိပ်အစိုးရရဲ့အမိတ်ကိုအားလုံးကမနာခံပဲမရပါဘူးဒီတော့ဂျုံပြည့်ရောင်စားခံရတဲ့ယောက်ျားသားတချို့ကဒီအင်္ဂလိပ်အစိုးရရဲ့နောက်ကိုလိုက်ပါသွားရမှာပဲဖြစ်ပါတယ်ပထမဦးဆုံးရှေရှာတဲ့လမ်းမှာပဲတန်ကလန်တယောက်ရေအောက်ထဲမှာခြေထောက်ညံ့သွားပါတယ်ကံကောင်းလို့မသေးတာပေါ့ တန်ကလန်နဲ့အတူသူတာအာရှုကလည်းပါသွားပါတယ်နောက်တစ်ခါမှတော့ဆရာကြီးတွေကဒေါင်းတွေကရွှေတွေကိုရှာပေးနိုင်နေဆိုပြီးတော့ဒေါင်းနာတဲ့နေရာမှာတွင်းနေလိုက်ဒူးပလိုက်တာမြင်တဲ့အတိုင်းပါပဲရွှေတွေကတော့မရပါဘူးနောက်ထပ်တနေရာရောက်တော့သူတို့ကရေရင်းပြက်တစ်ခုကိုတွေးရှိခဲ့ကြပါတယ်ရင်းနှီးထဲမှာတော့တန်ကလန်ရဲ့ပုံမြင်တွေကအစံကိုလန်ခေါင်းဖြတ်လိုက်တဲ့ခေါင်းပြက်ကြီးကိုတွေးရှိခဲ့ကြတယ်အဲ့ဒီခေါင်းပြက်ကိုလည်းတဲလာကြတာပေါ့ဒီလိုနဲ့သဲမုံတိုင်းတွေဝင်လာပြီးတော့သူတို့ကဂျက်သဲနဲ့တကောင်နဲ့လည်းတိုက်ခိုက်ခဲ့ရပါသေးတယ် ဒံဂလာတို့ဟာအာရတီနဲ့တပွဲတလန်းနှွဲရင်းကနေဒီလိုနဲ့ခေါင်းနဲ့ခန္ဓာကိုယ်ပြန်ဆက်လိုက်ပြီးရွှေတွေတူရမယ့်နေရာကိုသူတို့တွေ့ရှိသွားပါတယ်ဒါကိုသိတဲ့အင်္ဂလိပ်အစိုးရကဒံဂလန်ကိုကျေးဇူးတင်နေတာပေါ့အဲ့ဒီတော့အဖို့အစားတွေပေးပြီးသွားမိမကိုပြန်ပြန်မိတာနဲ့ရောသူရသားတွေအားလုံးခေါ်လာခဲ့ကွာဆိုပြီးတော့ပြောတာပေါ့ဒီမှာငါတို့ရွှေတူးရမယ် ရတဲ့ရွှေတွေကိုလက်တယောက်တော့ခွဲကြမယ်ပေါ့ကွာဒီလိုနဲ့တန်ကလန်ကဖြူကောင်ပေးတဲ့အင်ဂျီကိုဝတ်ပြီးအပြော်စောနဲ့ပြန်သွားတာပေါ့ဟိုကောင်ကတမင်ခိုင်းစားခြင်းလို့ခေါ်နေဆိုတာကိုသူမသိဘူးပေါ့လေအဲ့ဒီတော့ရွာသူရသားတွေကိုသူကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေအားလုံးပြောပြပြီးတော့မှဒီရွှေတွေတူးမဲ့နေရာကိုခေါ်လာခဲ့ကြပါတယ်ဒီတော့ရွာသူရသားတွေအားလုံးစုပေါင်းပြီးတော့ဒီကြောက်တုံးကြီးကိုမေးလျှော့လိုက်ကြတယ်အဲ့ဒီတော့အကောင့်တစ်ခုထဲမှာဒန်ဂလန်နဲ့အင်္ဂလိပ်အစိုးရတို့ကပြုတ်ကျသွားပြီး အခေါင်းထဲမှာတော့ရွှေတွေအများကြီးရှိနေတာပေါ့အမတော်ဒါက RTD ရဲ့လက်ကွက်တွေပါပဲရွှေတွေမဟုတ်ပဲသဲတွေဖြစ်နေတာပေါ့ RTD ကလည်းအရှုံးမပေးပဲဆက်ပြီးတော့ပညာပြနေတယ်ဂျေးရသူဂျေးရသားတွေအင်္ဂလိပ်အစိုးရတွေကလည်းရွှေတွေကိုသဲသဲမဲမဲလိုက်ရှာနေတဲ့ဇာတ်လမ်းမျိုးပေါ့ဒီလိုနဲ့တန်ကလန်တယောက် RTD လုံးနဲ့တိုက်ခိုင်းနေရင်အတိတ်ဘဝကိုချက်ချင်းမမိသွားပြီး တန်ကလန်ရဲ့အတိတ်ဘဝနာမည်ကအာရမ်ပါအာရန်နဲ့အာရတီကဒီရွှေတွေကိုဆောက်ရှောက်ရမယ့်လူတွေပါဒီလိုနဲ့တန်ကလန်တယောက်အတိတ်ဘဝကိုချက်ချင်းမမိသွားပြီးအာရတီနဲ့အတူတူဘူးပေါင်းပြီးတော့အင်္ဂလိပ်အစိုးရကိုတိုက်ခိုက်လိုက်ကြပါတယ်အာရတီဟာအရင်ဘဝကအာရန်အနေနဲ့ရွှေတွေကိုဆောက်ရှောက်ခဲ့ပြီးတော့မှရွှေတွေကိုလည်းတိုက်ခိုက်တဲ့လူတွေရဲ့လက်ချက်ချောက်ဒိတ်ဆုံးခဲ့ရပြီးအခုလိုတန်ကလန်ဘဝနဲ့ပြောင်းဝင်စားတာပဲဖြစ်ပါတယ်ဒီတော့ တန်ကလန်အနေပြီးတော့မှာ RT ကိုရေရွှေတွေနဲ့ငါကြေးရွာတွေကိုတီးဆောင်းရမှာဖြစ်တာကြောင့်ဖေဒီကိုလမ်းပြပေးဖို့တောင်းဆိုတဲ့အခါမှာတော့ RT ကတန်ကလန်အတိတ်ဘဝကိုမမိသွားတာကြောင့်လေးနဲ့ရွှေတွေကိုပြတာခဲ့ပါတယ်ဒီလိုနဲ့တရွာလုံးရွှေတွေအပြည့်နဲ့ချမ်းသာသွားကြပါတယ်။ဇန်လေးကတော့ဒီလောက်ပါပဲ။ Channel လေးကိုကြိုင်းနေသိရင်တော့ like and subscribe လုပ်ပေးသွားခဲ့ကြပါနော်။မကြိုင်းနေသိရင်တော့ share ကြပါ